ရိုက်တာမီနီမီဂျီခိုင်နွေရဲ့ကိစ္စတွေကတော့တခုပြီးတခုကြီးနေတာပဲเนาะခိုင်နွေဟာအလူဝေခိုးတွေဒီတစ်ခါကျတော့လူရန်တင်တဲ့ဒေတာတွေစီမှာတကယ်ကိုမဆိုဘူးဟိုဆက်ဆက်ဒီဆက်ဆက်လူတွေဆိုပြီးတော့ညစွာဝေဖန်ခံနေရတဲ့အချိန်မှာပြီးရိုက်တာမီနီမီဂျီခိုင်နွေအတွက်အရန်ကိုမှစိတ်ညစ်စရာကိစ္စကထပ်ပေါ်လာပါတယ်အဲ့ဒါကတော့စစ်ကောင်စီကအခုအလူပေးတဲ့အဖွဲ့အစည်းတွေကိုစစ်ကောင်စီကခွင့်မပြုဘဲနဲ့ဘယ်သူအဖွဲ့အစည်းမှဘယ်သူအဖွဲ့အစည်းမှ မမိစိတ်ကြိုက်เนาะတီချာရက်တည်ပြီးတော့လူရန်ခွေမပြူဘူးဆိုပြီးတော့ဒီကနေ့မှာပဲ MRTV ကနေစင်ရောလူကာချုပ်ဖြစ်တဲ့ဆိုရင်းကပါအဖိအလင်းကို ကြီးညာလာတာဖြစ်တဲ့တော့ပြည်သူလူထုကြားမှာတော့ဆိုရင်းဘူပတ်မှုတွေမြစ်တက်လေးရှိပြီးတော့ခိုင်နှွေလေးဒီရဲ့ပေါ်လီထုတ်ပြန်မှုတန်းကိုစူဂျူတွေကိုခိုင်ရတော့မှလားဆိုပြီးတော့ဆိုရင်းဘူပတ်မှုတွေမြစ်တက်လေးရှိနေတာကိုလေတွေ့ရပါတယ်လူတွေကလေဗျခိုင်နှွေကအလူတန်းတောင်အကုန်လုံးကိုတော့မလုတ်ပြီးသေးဘူးဟိုဝေဖမ်းမယ်ဒီဝေဖမ်းမယ်ပဲတက်နေကြတာ မနေ့ကတော့ခိုင်နှင်းဝင်လောက်လုံနိုင်တဲ့သူတွေရောက်မှမရှိဘူးဒါတက်ကိုပြောတာပါ ခိုင်နှင်းဝင်ဟာအင်မတန်မှရှားပါတဲ့ဘရာဟီတာမင်းသမီးကြီးပါသူ့လိုလုံနိုင်မဲ့သူကမြန်မာနိုင်ငံမှာလက်ချိုးရည်လိုရပါတယ်အင်မတန်မှစိတ်ထားလေးကောင်းမွန်ပါတယ်ဒါကိုလူတွေကကိုယ်တိုင်ကြတော့မလုံနိုင်ဘဲနဲ့เนาะအနေငယ်လေးချွေးယွန်းလိုက်တာနဲ့ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ကွန်ပလိန်တက်မယ်ဆိုတာကြီးပဲအခုခိုင်နှင်းဝင်ကဒါစစ်ကောင်စီရဲ့ထုတ်ပြန်ချက်နဲ့အထိနာပြန်တော့မယ်ဆိုတော့စစ်ကောင်စီအနေနဲ့လည်းခိုင်နှင်းဝင်ကိုအတိမတ်ပြုဖို့အတွက်ဒီကနေပြီးဒါတောင်းဆိုပြစီเนาะ အခုလိုမျိုးခိုင်နှုံးဝေဆိုတာမြောင်းနေတဲ့အတွက်မရှိမဖြစ်ပေအခုလိုချိန်မှာခိုင်နှုံးဝေကိုတော့ဒါခိုင်နှုံးဝေအလူပေးမယ့်နေရာတွေမှာသားစီမယ်ပြီးတခါကျတော့ပြည်သူတွေအနေနဲ့လည်းခိုင်နှုံးဝေကိုတခိုးတို့เนาะဒါဘလူးသေးတဲ့နေရာမှာပဲလူတွေလက်လို့စပယ်လုပ်တယ်ဘာညာပြောနေမယ်အစားခိုင်နှုံးဝေရဲ့လူတန်းမှုတွေကိုတည်တည်ချာချာလေးစောင့်ကြည့်ပြီးမှဒါအစားဆုံးကြည့်ပြီးမှပြောကြဖို့အတွက်ကိုဒီကနေ့ပြေးတိုက်တော်များစေဗျာ